ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ကျွန်တော်အလဲတမဟုတ်အပိတ်ညမှာကျွန်တော်အထီးကိသုံးလုံးကိုပြန်လည်မျှဝေတော့မှာဖြစ်တဲ့ပါတော့။ဒီအလဲတမဟုတ်အပိတ်အထီးကိတိုင်းနေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ပြန်လည်မျှဝေပြီးတော့မှာဖြစ်ပါတယ်။အလဲတမဟုတ်အပိတ်ပေါ့နော်ရှေ့ဗီဒီယိုမှာတော့ကျွန်တော်လေးလုံးကိတင်ပြထားပြီးပြီဖြစ်ပါတယ်ပေါ့နော်ဒီအလဲအပိတ်ဆွေပေါ့ခင်ဗျာ။ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီ အထီးကြီး၃လုံးပေါ့နော်နံပါတ်၁၉နံပါတ်၂၀၂၁ကနေစာပြီးပြပေးထားတယ်ဒီတိခွန်ရှင်းအလေတော့မဟုတ်အပိတ်အထီးကြီးပေါ့နော်အဲ့ဒီမှာရှစ်၆ခွန်ဆိုတဲ့အတွက်ခုနှစ်ကအပိတ်ဖြစ်ပါတယ်ရှစ်ကတော့ထိပ်ဖြစ်ပါတယ်ပေါ့နော်ဒီ၉၅၆အထီးကြီးမှာကျတော့၆၃များ၆ဆိုတဲ့အတွက်၆ဒီအပိတ်ဖြစ်ပါတယ်၆ကတည်းထိပ်စီမှာလေးပါတယ်ပေါ့နော်၉၅၆အထီးကိမှာ၆၆နှစ်ဆိုတဲ့အတွက်၆တလုံးဒီထိတ်စီနဲ့အလေဖြစ်ပါတယ်ခင်ဗျာအလေအပိတ်ကိဖြစ်တဲ့အတွက်အလေပဲယူမယ်ပေါ့နော် တုံမြလျှောက်ခွန်အထီးကြီးမှာလျှောက်ကလုံးလျှောက်ရှောင်းကလျှောက်အလေးဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဒီမှာနေရှိကိုကီ ဖြစ်မယ်ပေါ့နော်။ကိုရှောင်းနေဆိုတဲ့အတွက်နေတလုံးဒီအပိတ်ဖြစ်ပါတယ်။ဒီကိုကတော့ထိမ့်ပါပေါ့နော်။ခွန်သုံးလေးအထီးကြီးမှာတော့တုံညာလေးလေးဆိုတဲ့အတွက်လေးဒီအလေးနဲ့အပိတ်ဖြစ်ပါတယ်။နောက်ထပ်ဒီလေးတုံများဒီအတီကီဖြစ်ပါတယ်ဗောနောနင်းနင်းတဲ့ဆိုတဲ့အတွက်တတီအပိတ်ဖြစ်ပါတယ် လေးတုံများတိကိပဲထပ်ပြီးဖြစ်ပါတယ်ဗောနော်နောက်ထပ်တစ်ပြင်မှာသူချားပြီးတော့တာကချစ်လေး3ဆိုတဲ့အတွက်လေးဒီအလေဖြစ်ပါတယ်တုံများရှောက်ခွန်အလေအပိတ်အတိကိမှာရှောက်တလုံးအလေဗောနော်ရှေရှောက်တုံတုံများရှောက်ခွန်အလေအပိတ်အတိကိမှာတော့တုံများတလုံးအလေနေတုံညာကိုဖြစ်ပါတယ်တေခွန်ရှင်အတိကိမှာခွန်ခွန်9ဆိုတဲ့အတွက်9ဒီအလေဖြစ်ပါတယ်ခင်ဗျာ ဒီတုံများ6ခွန်အလဲတုံမဟုတ်အပိတ်အထီပေါ့နော်အဲ့ဒီမှာတော့900ဆိုရဲအတွက်တုံများအလဲအပိတ်ဖြစ်ပါတယ်ခွန်ကထိတ်ရှိနေရပေါ့နော်နံပါတ်30နဲ့တင်မှာခွန်3 4ကီဆိုပြီးဖြစ်ပါတယ်ခုနှစ်တလုံး300ခွန်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီလေးတုံများတစ်အလဲတုံမဟုတ်အပိတ်ပေါ့နော်အဲ့ဒီမှာ၄တလုံး8 9လေးဖြစ်ပါတယ်၄8 9လေးပေါ့နော် sorry မင်းမထင်ဘူးပေါ့နော်နောက်ထပ်ဒီ6နှစ်သုံးအလေတုံးမဟုတ်အပိအထီကြီးမှာ963ဆိုတဲ့အတွက်693ကောအလေနဲ့အပိနေရာမှာဖြစ်ပါတယ်108အလေတုံးမဟုတ်အပိအထီကြီးဆိုပြီးဖြစ်ပါတယ်68ဆိုတဲ့အတွက်7သလုံးအလေဖြစ်ပါတယ်9ကလည်းအပိပေါ့နော်68ပြီးတော့93လေးအလေအပိအထီကြီးမှာနိနိခွန်ဆိုတဲ့အတွက်9ကအပိ တခွန်ရှင်းအလေအပိအထီးကိမှာ388ဆိုတဲ့အတွက်ရှင်းတဲ့လုံးဒီအလေနဲ့အပိဖြစ်ပါတယ်နံပါတ်36ကျန်ရှိပြီဖြစ်ပါတယ်ပေါ့နော်โอเค36ပြီးတော့ကျွန်တော်30နဲ့ခွန်ပေါ့နော်ဒီဘက်ကိုဆက်ပြီးလေ့လာကြည့်အောင်လေးတုံများဒီအထီးကိပါ3တုံများ6ဆိုတဲ့အတွက်တုံများအလေဖြစ်ပါတယ်ရှောင်းနေတော့အလေတော့မဟုတ်အပိအထီးကိမှာ၃၅နေဆိုရတဲ့အတွက်နေဒီအပိ၃ကတော့အထိပ်ပေါ့နော် ြီးရင်996အလေးအပိတ်အထိကိမှာ3ခုနေဆွဲအတွက်9ဒီအလေးဖြစ်ပါတယ်။ Okay နံပါတ်30နဲ့9ချိန်အထိလုံးဝကို ပြန်ပြင်မရှိသေးဘူးပေါ့နော်။ Okay ဒီနေ့ကိုကျွန်တော်မိတ်ဆွေများအသုံးလို့တဲ့မိတ်ဆွေတွေအတွက်ကြည်ရွယ်ပြီးတော့ပြန်လည်မြောက်ပြီးတော့มาဖြစ်ပါတယ်။20နေ့ဒီအများကြီးတင်ပေးထားတယ်ဗောနော်အဲ့ဒီတဲကမိမိတို့အဆင်ပြေမဲ့မိမိတို့ချိန်နေတဲ့နေ့ကိုပဲယူပါဗောနော် တန်နီလေးလာလို့ရအောင်သာရည်ရွယ်ပြီးတော့တင်ပြပေးချင်တာဖြစ်ပါတယ်ခင်ဗျာ963ဘာနော်68 9 9 9 388 20 3ကသူဟာနဲ့သူနီးနဲ့သူဟန်ကောင်းတယ်ဗောနော်တို့တို့ကျွန်တော်ရွေးချယ်မှုမှန်ဖို့ပဲလိုတယ်ဗောနော်33များကို39နဲ့39ကိုအလေဗောနော်โอเคတွေ့ရနီးကိုကျွန်တော်အတူတူ လေးလာကြည့်အောင်ဗောနော် နေ့3တုံများ9ဒီပင်ကနေ့3ငါးနေ့ဒီပင်ကိုလေ့လာကြည့်အောင်နေ့3ချိန်ပေါင်းရှင်6 9ကတစ်ချိန်1ချိန်ပေါင်းတာဆိုရင်နေ့ဖြစ်ပါတယ်1တက2ချိန်ဆိုတော့နေ့နေ့ကတစ်ချိန်ပြီးရင်9ချိန်ပေါင်းရှင်16 6 3ဒီဒီ16ကို9နဲ့ထပ်ပေါင်းမယ်ပြီးရင်တော့အနောက်က3နဲ့9နဲ့ပေါင်းတော့ပေါင်းရှင်8ရတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်ဒီမှာနှစ်က3ချိန်၈က3ချိန်ဆိုတော့30ဖြစ်မယ်ပေါ့နော်ဒီမှာတစ်ချိန်၅ချိန်3ချိန်၈ကလည်း3ချိန်ဖြစ်ပါတယ် တကြိမ်နှစ်ကြိမ်သုံးကြိမ်ဆိုတော့ကျွန်တော်ပေါင်းရှင်း30ဖြစ်မယ်ပေါ့နော်ပေါင်းရှင်း30ဖြစ်ပါတယ်30ကိုမှကျွန်တော်ဒီမှာ28 28 30 28 30ပေါ့နော်ငါးငါးပေါင်း30ဆိုတော့ဒီမှာ6သလုံးပဲကျန်တယ်ပေါ့နော်အဲ့ဒီရလာတဲ့6ကိုနောက်ထပ်အနေနဲ့6နဲ့ထပ်ပေါင်းတာဆိုရင်7နှစ်နှစ်ကိုတိတိုးတာ3 6နှစ်3အလေ3မဟုတ်အပိပေါ့နော်အဲ့ဒီမှာတော့3 5နှစ်ဆိုတဲ့အတွက်နှစ်တစ်လုံးအပိဖြစ်ပါတယ်3ကတော့ထိတ်ဖြစ်ပါတယ်ခင်ဗျာ သုံးဒီထိတ်6နှစ်သုံးအထီကီမှာသုံးကနှစ်နှစ်ဒီအပိတ်ဖြစ်ပါတယ်ဗောနော်ဒီမှာရေးပြထားတဲ့နံပါတ်38မှာဖြစ်ပါတယ်ဗောနော်39ဒီ95လျှောက်ကီးထပ်ပြီးရတာကိုဆက်ပြီးလေ့လာကြအောင်93ဒီ15ပေါ့နော်ဒီ9ကတစ်ကြိမ်9နှစ်ကြိမ်ပေါင်းရှင်းဒီ17 3ကြိမ်ပေါင်းတာဆိုရင်6 43ဒီ17တက်တစ်ကြိမ်ပြီးရင်3ကြိမ်ပေါင်းရှင်းဒီ6 9ကတစ်ကြိမ်ဒီ4ရ5ရထပ်ပေါင်းမယ်ပေါ့နော် ကိုโอเคဒါဆိုရင်ကျွန်တော်အစီအဆုံးက99ပေါင်းရှင်း30ရှင်းနေနေပေါင်းရှင်း30ပြီးရင်ကျွန်တော်ဒီ6ရက်7ရက်ပေါင်းရှင်းခွန်ပေါ့နော်6ရက်တိပေါင်း6နှစ်ကျင်းစနစ်နေနဲ့တပေါင်း3 3နဲ့ခွန်ပေါင်း30 9တလုံးကျန်တဲ့အတွက်9ကိုလည်း6နဲ့ထပ်ပေါင်းတာဆိုရင်15 9ကို2တိုးတော့6 9 6ကိမှ3 9 9အလယ်ဖြစ်ပါတယ် 6ယောက်အထီးကြီးမှာ3ခုနေဆိုပြီးတော့ကျွန်တော်ဒီမှာရေးပြထားရှင်းဖြစ်ပါတယ်ဗောနော။ Okay နံပါတ်40ဒီ72ကြိမ်အတွက်ကျွန်တော်ထပ်ပြီးလေ့လာကြည့်အောင်။အပေါ်မှာဆွဲ9ကို3ကြိမ်ယူထားတဲ့အတွက်ကြောင့်မို့ဒီအောက်က9ကို3ကြိမ်ဒီအလယ်3ကြိမ်ဒီနောက်ထပ်2ကြိမ်2ကြိမ်3ကြိမ်ဒီမှာ2ကြိမ်2ကြိမ်3ချိန်ပြီးရင်ဒီမှာ2ချိန်ပေါ့နော်ပြီးရင်အလေကို2ချိန်အပေါင်း9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ် ။ဒါဆိုရင်9 35ခုနှစ်နှစ်ကြိမ်ပေါင်းချင်းဒီ14ခုနှစ်နှစ်ကြိမ်ပေါင်းချင်းကလေဒီလေးက3ကြိမ်ဆက်နှစ်ပေါ့နော်3ညာတစ်ကြိမ်နှစ်နှစ်ကြိမ်ပေါင်းချင်းလေးကိုကဒီမှာ၄ကြိမ်ဖြစ်သွားမယ်။ကိုလေးလီ36ကိုရှောက်ပေးရမယ်ပေါ့နော်3နဲ့5ပေါင်းများဖြစ်ပါလေ။ဟုတ်ကဲ့ကျွန်တော်ဒီလိုထပ်ပြီးပေါင်းကြည့်မယ်ပေါ့နော်ဒီလေးနှစ်ကြိမ်ပေါင်းချင်း၈ကိုနှစ်နဲ့ပေါင်းရင်10ဒီ9နဲ့အနောက်ဆုံး9နဲ့ပေါင်းရင်10လေးနဲ့6ပေါင်းရင်10ဒီမှာ3တလုံးကျန်တဲ့အတွက်ကြောင့်မို့ ၃၃ကိုလည်း၆နဲ့ပေါင်းရှင်းက၉ကိုကိုတစ်တိုးတော့၃၀ဆိုတဲ့အတွက်ဒီဆက်နဲ့ချိန်မှာ၃၉၃များအလဲတုံမဟုတ်အပိတ်ဆိုပြီးတော့ဒီနည်းအရာဖြစ်တယ်ဗောနော်โอเคနံပါတ်၄၀၃၉၃များဒီအလဲတုံမဟုတ်အပိတ်နေရာအထိဖြစ်မယ်ဗောနော်ဒါကကျွန်တော်တင်ချာနည်းအရာဗောနော်โอเคဒါကတော့ကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်တင်ပြရှင်းတာဖြစ်တယ်ဗောနော် နောက်ထပ်ဂျန်နတော်ဒီဟာလေးပေါ့နော်ရှယ်ဗီဒီယိုမှာတင်ပေးထားတာပင်ချေအလေအပိအထီးကြီးဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒီမှာတောက်လျှောက်ဖြစ်ပါတယ်ခင်ဗျာတောက်လျှောက်ဖြစ်တဲ့ဒီမှာတစ်ကြိမ်ပြတ်ရှိတယ်ပေါ့နော်ပင်မှာပြတ်သွားတဲ့လေဆိုတော့ဒီလျှောက်ရှိခုံမှာ6ဒီထိတ်စီနေရာကဖြစ်တော့ပေါ့နော် နင်းနေခုံမှာအပိတ်၃ရှိရှိလေးပိတ်၃တော်များကိုလေးပိတ်၃ငါးနဲ့၃ခုနဲ့ဒီ၃ငါးနဲ့တပင်ကလေးကတင်ပြထားတယ်ဗောနော်ဒီမှာ၃ခု၃များဆိုတော့ကျွန်တော်တို့ကခုနက၃၄၅၃များဆိုတော့၃ရက်၃ညရဲ့တူတယ်ဗောနော်၃ရက်၃ညရဲ့ပြီးခဲ့တဲ့တစ်ပတ်၃များဒီနှစ်ခုနဲ့၉၅၆ဆိုတော့၉နှစ်တွဲ၆နှစ်၃ဒီမှာတော့၆တလုံးတူတယ်ဆိုပေမဲ့၅ရက်၂ရက်ဗောနော်၅ရက်၂ရက်၃ငါးနဲ့ဒီတစ်ပတ်မှာ၃၄၅၃ည၃တုံများတူတယ်ဗောနော် ။ဟုတ်ကဲ့ဒါဆိုရင်ဒီ3ကိုတုံများနဲ့ဒီမနေ့ပိတ်မှာကျွန်တော်တင်ပြထားတာဒီ3ကိုတုံများ3 6 6တုံများ5 6ခွန်း7နှစ်တုံများ2တုံများ2 9ခုတုံများ5လေးလေးပေါ့နော်နှစ်ပင်ရှားကီ3လုံးဖြစ်ပါတယ်။လဲ7တက်6ခုတုံများ5တုံများ3 6 6ခွန်း6 6 5ပြန်တင်နေနေတဲ့တုံများနှစ်နှစ်တုံများကိုခွန်3ခွန်ခွန်6 6ခွန်3တုံများကိုဒီမှာ6 6ဆိုပြီးဖြစ်ပါတယ်ဗောနော် โอเคဒါဆိုရင်ကျွန်တော်ဒီ656ရေပေါ့နော်ဒီ656ရေခုနကကျွန်တော်အလဲသုံးမဟုတ်အပိတ်ကြီးသုံးလုံးကဒီမှာ393များဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်393များဒီနှစ်ခုဒီကျွန်တော်တွဲတွဲလို့ရှင်းပြမယ်ပေါ့နော်ဒါဆိုရင်အဲ43တွဲရမယ်ပေါ့နော်43တွဲ49တွဲ43ညာတွဲပြီးရင် ငါးသုံးတွဲငါးကိုတွဲငါးတုံများအတွဲဒါလီကျွန်တော်တို့အပြည့်ခွေကနန်းခုနှစ်လုံးမှလည်းပါပြီးသားပါတော့ဒီ3569893တများဆိုပြီးဒီကနန်းခုနှစ်လုံးကသုံးလုံးအပါပါတော့ဒါဆိုရင်ဒီကီမှာတော့ကျွန်တော်အတွဲတွဲလို့ရှင်းပြပြီပါတော့ဒါလေးကိုကျွန်တော်တို့သုံးလုံးပေါင်းရှင်းပြလိုက်ပြီးပြီးတော့ဒီပေတန်ကြီးနဲ့ညီလိုက်တော့ရပြီဖြစ်ပါတယ်ပါတော့ဒါလေးကတော့ကျွန်တော်မက်ဆေ့ချ်များညံခွန်ပြီးတော့မိပြပါတာလို့လို့ရမှာဖြစ်တယ်ပါတော့โอเค ျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။